Hi ဒီနေ့တော့ကျွန်တော်က TikTok region ကိုချိန်မှဖြစ်တဲ့အတွက်တလက်စားတဲ့ဒီဗီဒီယိုလေးကိုလှုပ်လိုက်တာဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေကလက်ရှိမြန်မာနိုင်ငံမှာနေထိုင်နေတာလည်းမဟုတ်ဘူး။တခြားနိုင်ငံကိုရောက်နေပြီ။ဥပမာ United States, United Kingdom, Germany, Japan, South Korea စတဲ့ပြည်ပေါ့နော်။အဲဒီနိုင်ငံတွေကိုရောက်ရှိနေပြီ။ဆိုလို့ရှိရင်မိတ်ဆွေအရင်တုန်းကတုံးခဲ့တဲ့မြန်မာ TikTok account ဟောင်းကိုမိတ်ဆွေလက်ရှိရောက်ရှိနေတဲ့နိုင်ငံရဲ့ TikTok account ဖြစ်တခါလေချိန်လို့ရပါပြီ။ရက်60ပြည့်ရင်ပေါ့နော်။ မဟုတ်ဘူးကျွန်တော်တို့ကမြန်မာပြည်မှာပဲနေတယ်မြန်မာပြည်ကနေပဲဒီပတ်စံရှာလို့ရတယ်နိုင်ငံတွေရဲ့အကောင့်ပြအောင်ပြောင်းပြီးရောချိမ့်မယ်ဆိုလို့ရှင်တော့ကျွန်တော်ဗီဒီယိုလေးကိုတင်ထားပေးပြီးဖြစ်ပါတယ်အဲ့ဒီမှာတွားရောက်ကြည့်လို့ရပါတယ်ပေါ့ကဲဆိုတော့ကျွန်တော်တို့ကဒီ TikTok ကနေငွေရှာဖို့အတွက် Creator Rewards Program ပေါ့နော်ဒီဟာရနေတဲ့ region တွေကလက်ရှိမှာ United States, United Kingdom, Germany, Japan, South Korea, France, Brazil စသဖြင့်ပေါ့နော်ဒီနိုင်ငံတွေကဒီ Creator Rewards Program အတွက်ကို ဟော eligible ဖြစ်တယ်ပေါ့နော်ဆိုတော့မိတ်ဆွေကလက်ရှိကအဲ့ဒီနိုင်ငံမှာလည်းရောက်နေပြီဆိုရင်ဘယ်လိုမျိုးချိန်ရမလဲဆိုတော့ကျွန်တော်တို့ကတစ်တော့တဲကိုဝင်လိုက်မယ်ဝင်ပြီးတော့ပြီဆိုလို့ရှိရင်ဒီ setting and privacy ပေါ့နော်ဒီတဲကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီ account ဆိုတဲတဲကိုတစ်ချက်ဝင်လိုက်ပါပြီးလို့ရှိရင်တော့ဒီအပေါ်ဆုံးက account information ဆိုတဲတဲကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ကျွန်တော်ကကြတော့ကျွန်တော်ရဲ့ဂျပန်အကောင့်ကိုကျွန်တော်ကမြန်မာအကောင့်အဖြစ်ပြန်ပြောင်းမှာပေါ့နော်ကျွန်တော်အလုပ်အတွက် လိုအပ်ချက်လေးတခုရှိရကြအောင်မလို့ကျွန်တော်ဒါလေးကိုမြန်မာကောင်းဖြစ်ပြန်ပြောင်းပါဘောเนาะကျွန်တော်တခါတည်းပြောင်းပြပြီးပါမယ်ကျွန်တော်ကလက်ရှိမြန်မာပြည်မှာလက်ရှိနေနေတာရက်60အထက်ရှိနေပြီဆိုတော့လေเนาะဆိုတော့ဒီ account region ဆိုရာလေးကို check နေလိုက်မယ်နေပြီးတော့ရင်ကျွန်တော်ကမြန်မာကိုပြောင်းมาဖြစ်တဲ့အတွက်အဒီညမှာမြန်မာလို့ရိုက်ရှာလိုက်ပါရိုက်ရှာပြီးတော့ရင်ဒီပုံစံမျိုးလေးထွက်လာမှာပေါ့နော် review ထွက်လာပြီ ပြီးလို့ချင်းဒီရောက်ကအမှန်ချစ်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ပြီဆိုလို့ချင်း continue တစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်သူကဒီလိုမျိုးလေးကြားလာတယ်ပေါ့နော်ဒါလေးတွေကတော့တခြားတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်လက်ရှိကဂျပန်အကောင့်ကနေပြီးတော့မှပြောင်းမှဖြစ်တော့တယ်ကျွန်တော်ဆုံးရှုံးရမယ့်ခွင့်ရေးတွေပေါ့နော်အဲဒီကဒီဟာမှာဒီနေရာမှာ message history ပေါ့နော်ဒါပါရောင်းမယ်ပေါ့နော် message တွေပို့ထားရတဲ့ဟာတွေပေါ့နော်ဒီရဲ့မှတ်တမ်းတွေအကုန်လုံးပျောက်သွားမယ် ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ creativity program လေးကျွန်တော်ဆုံးရှုံးသွားမယ်ပေါ့နော်ဒါလေးတွေပေါ့လက်ရှိကကျွန်တော်ဂျပန်အကောင့်ဖြစ်တဲ့အတွက်ဒီဓာတ်လေးကိုခန်းစား권ရှိရဲဒါပေမဲ့ကျွန်တော်တို့ကမြန်မာအကောင့်ကိုပြောင်းမှာဖြစ်တဲ့ဓာတ်လေးအကုန်လုံးမရတော့ဘူးပေါ့နော်ကဲမိတ်ဆွေကတော့တကယ်လို့မြန်မာအကောင့်နေပြီးတော့မှဒီပတ်စံရတဲ့အကောင့်ကိုပြောင်းမယ်ဆိုတော့ဓာတ်လေးကဖတ်ချက်ရတော့မလိုတော့ဘူးတခါလေအောက်က agreeance update ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်ဒီနေရာမှာ update by region ဆိုတာလေးကိုသူထွက်လာပါလိမ့်မယ်ပေါ့နော် သူကချက်ချင်းပြောင်းသွားတာတော့မဟုတ်ဘူးသူက15မိနစ်ဝင်ကျင်ကြာတယ်ခါကြလို့ရှင်မိနစ်20ဝင်ကျင်သူကြာတယ်ပေါ့နော်ဒါဆိုလို့ရှင်သူက update လုပ်နေပြီပေါ့နော်ဒါကတော့ကျွန်တော်ကဂျပန်ကနေမြန်မာကိုပြောင်းတာမိတ်ဆွေတို့ကလက်ရှိကိုရောက်နေတဲ့နိုင်ငံကိုပြောင်းကျင်နေဆိုရင်တော့ဒီနေရာမှာမြန်မာကနေလက်ရှိပြည်နယ်ရောက်နေလဲ US ရောက်နေလားကိုရီးယားရောက်နေတယ်ဒီလိုမျိုးလေးဖြစ်သွားမှာပေါ့နော်ပြီးလို့ရှိရင်တော့နောက်15မိနစ်လောက်ဆိုလို့ရှိရင်ဝင်ကြည့်လိုက်လို့ရှိရင်မိတ်ဆွေတို့ရဲ့ region နေရာမှာကိုလက်ရှိရောက်နေတဲ့နိုင်ငံဖြစ်နေပြီပေါ့နော် creator reward program ခန်းစားခွင့်ရှိတဲ့ နိုင်ငံရဲ့ region ကိုရောက်နေပါပြီ။ပြောင်းလဲပြောင်းပြီးသွားပြီလေ။အဲဒီတော့ကျွန်တော်တို့ကဘာကြီးလုပ်ရမလဲ။ကျွန်တော်တို့အနေနဲ့သူရဲ့စီမင်းစည်းကမ်းတွေကိုတည်ထားရမယ်။ဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့က follower 1000ရှိရမယ်ဒီ account ကပြီးလို့ရှိရင်ပြီးခဲ့တဲ့ရက်30ပေါ့နော်။ဒီရက်30အတွင်းမှာ view 3000ရှိရမယ်ပေါ့။ဟုတ်ပြီ view 3000လည်းရှိပြီ follower 1000လည်းရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ program ကလည်းရှောက်လိုက်ပြီ။ရှောက်လိုက်ပြီဆိုလို့ရှိရင်အောင်သွားပါပြီလေ။အောင်သွားပြီဆိုရင်ကျွန်တော်တို့ကနေပြီးတော့မှဒီ ပရိုဂရမ်မှာရက်တည်နေဖို့အတွက်ကိုကျွန်တော်ကဘာကြီးတတိထားရမလဲဆိုတော့ကျွန်တော်တင်တဲ့ content တွေ video တွေဟာကိုယ်ပိုင်ပဲဖြစ်ရမယ်သူများဟာကို copy မဲ့ edit မဲ့ဆိုရင်တော့လေးလာပါတေချာလေးလာပြီးတော့မှ copy လွတ်အောင်လို့ copyright လွတ်အောင်လို့ edit ပြီးမှတင်ပါမဟုတ်လို့ရှိရင်ဒီ video တွေက disqualify ဖြစ်တာ၅ချိန်ရှိသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ program ကနေပြန်ပြီးတော့ပြုတ်ပါမယ်အဲ့ချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကပြန်တော့ရှောက်လို့ရတယ်ဒီရက်ပြန်ဆောင်ရတယ် affiliate တင်ရတယ် ပြန်လျှောက်တဲ့ချိန်ကြလို့ချင်းလည်းဒီလိုမျိုး view တသိန်းပြည့်အောင်ပြန်ပြီးတော့ကြိုးစားရမှာဖြစ်တဲ့အတွက်အဓိကကတော့မပြုတ်အောင်လို့ကိုပိုင်ဗီဒီယိုတွေကိုတင်ပါလို့ပဲအကြံပေးခြင်းပါတယ်တကယ်လို့ကိုတခြားနိုင်ငံကိုရောက်နေတော့ပိုပြီးအားသာလာတော့အဲ့ဒီနိုင်ငံရဲ့ရှုခင်းတွေရိုက်ပြီးတင်လို့ရတယ်။ဘာဖြစ်ဖြစ်ရောဒီ data ရဲ့ဘူးတုဒ္ဒတွေဒီ data မှာတည်တင်းတည်ထိုက်တဲ့ဟာလေးပေါ့နော် knowledge sharing လေးတွေဒါမျိုးလေးတွေကိုပိုင်ရိုက်ပြီးတော့ဒါမျိုးလေးတွေတင်ပါအချင်းချုပ်ပြီးပြောရလို့ချင်းရင်ကျွန်တော်တို့တွေ international view ရအောင်လိုးစားရမယ်မြန်မာ view မမိလေကောင်းလေပေါ့နော် ကိုပိုင်ဗီဒီယိုတွေတင်ရမယ်လိုဂိုတွေဝတ်သမက်တွေအကြီးကြီးပါတဲ့ဟာတွေဒါမျိုးတွေ qualify မဖြစ်ဘူးပေါ့နော်သူများရဲ့တချင်းတွေသူများရဲ့ဗီဒီယိုတွေယူတင်တာမျိုးတွေ qualify မဖြစ်ပါဘူး disqualify ငါးချိန်ထိတယ်ဆိုလို့ရှိရင်ဒီ program ကနေပြုတ်ပါလေပြန်ပြန်ပြီးတော့ view တသိန်းရောင်ပြန်ကြိုးစားပါလေကျွန်တော်တို့တင်တဲ့ဗီဒီယိုတိုင်းက view ပုံမှန်မူတည်ပြီးတော့ပတ်စံရတာမဟုတ်ပါဘူး watch time လို့ခေါ်တဲ့ကြည့်ရှုချိန်ပုံမှန်မူတည်ပြီးတော့ပတ်စံရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့ viewer ကအဆုံးထိကိုကြည့်ဖြစ်အောင်လို့ကျွန်တော်တို့အနေနဲ့ဆွဲဆောင်ပြီးတော့ခေါ်တော့ပါမယ်ဒါလေးကိုတည်ထိုင်ရပါပြီ ။ဘာဖြစ်လို့ကျွန်တော်ကမြန်မာ view မမိစေနဲ့ international view ကိုရအောင်ရှာပါလို့ပြောရတဲ့အကြောင်းရင်းကကျွန်တော်တို့မြန်မာပြည်ကလူတွေအယောက်တစ်ထောင်ချင်းရမယ်နှုံထားတဲ့တခြားနိုင်ငံကြီးတွေဖြစ်တဲ့ US UK လိုမျိုးနိုင်ငံမျိုးတွေကအယောက်တစ်ထောင်ချင်းရမယ်နှုံထားပါဗျာ။ RBN CBN လို့ခေါ်တဲ့လူအယောက်တစ်ထောင်မှာပေးတဲ့နှုံထားတော်တော်လေးကိုကွာတာဖြစ်တာကြောင့်မလို့ကျွန်တော်တို့ဒီစူးစမ်းရကြုံနိုင်အောင်လို့ international view ကိုခုချိန်ကလေးကရအောင်လို့စူးစမ်းထားပါ။ဒါလေးကိုတိတိကျကျသိထားရင်ရပါပြီ။ Digital monetization ကို run နေပြီဆိုလို့ရှိရင်တော့ YouTube ကိုလည်းတစ်ပတ်တစ်လမ်းကနေပြီးတော့မှလှုပ်ထားဖို့အကြံပေးချင်ပါတယ်လူ YouTube ကရေရှည်အတွက်ဖြစ်ပါတယ် YouTube channel ဘယ်လိုစတင်ရမလဲဘယ်လိုပုံနေလောက်ရမလဲပေါ့နော်ဘယ်လို niche တွေကိုတင်ရမလဲဆိုတာကိုကျွန်တော် YouTube channel ဖွင့်နေကစားကျွန်တော်ရဲ့ channel ထဲမှာတင်ထားပေးပါလေ YouTube ကရေရှည်အတွက်ကိုစီးမင်းစည်းကမ်းတွေလည်းနေပါတယ်စီးမင်းစည်းကမ်းရှိတယ်ဆိုပေမဲ့တခြား platform တွေလည်းနေပါတာကိုဆိုလိုတာပါအဲ့တော့ YouTube channel ကိုလည်းစပြီးတော့လှုပ်ထားဖို့ကျွန်တော်အကြံပေးချင်ပါတယ်တခြားနိုင်ငံမှာရောက်ရှိနေတဲ့လူတွေဆိုလို့ရှိရင်ပို့ပြီးတော့အားသာပါတယ် YouTube ကမြန်မာပြည်ကနေလည်း လုပ်လို့ရပါတယ်မြန်မာပြည်မှာနေထိုင်နေတဲ့လူတွေလည်းနိုင်ငံတကာမှာနေနေတဲ့လူတွေဒါမှမဟုတ်အနည်းဆုံးထိုင်းမှာနေတဲ့လူတွေကိုစာပေအပ်ပြီးတော့လုပ်လို့ရတာဖြစ်တဲ့အတွက် YouTube ကိုလည်းစာသားစီချင်ပါတယ်